မင်္ဂလာပါရှင်ဒီနေ့နိုဝင်ဘာ24ရက်နေ့အတွက် People's Print ရဲ့နေ့လယ်ခင်းဒီနောက်ဆုံးရထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်ရှင်အရင်ဆုံးနိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါလော့ဗနိုနိုင်ငံဘေရွတ်မြို့ရဲ့စင်ချေဘုံရပ်ကွက်တစ်ခုမှာအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် Hezbollah ပျောက်ကြားအဖွဲ့ရဲ့စစ်ဘက်အကြီးအကဲတေဆုံးသွားပါတယ်ဂါဇာစစ်ပွဲကိုအကြောင်းပြုပြီးအစ္စရေးနဲ့ Hezbollah တို့ကြားဖြစ်ခဲ့တဲ့ အပြန်အလှန်တိုက်ခိုက်မှုကို American ကကြားဝင် စိတ်ဆက်ပေးခဲ့လို့ ပြီးခဲ့တဲ့တစ်နှစ်လောက်ကအပြစ်အခတ်ရပ်ဆဲခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီသဘောတူညီမှုရှိနေတဲ့အတိုင်းလက်ဗနွန်အခြေစိုက်ပျောက်ကြားတပ်ကိုနိုဝင်ဘာ23ရက်နေ့မှာအစ္စရေးကတိုက်ခိုက်ခဲ့တာပါ။အစ္စရေးစစ်တပ်ကဘေရွတ်တောင်ပိုင်းစင်ချေဘုံရပ်ကွက်တနေရာမှာဟစ်ဘိုလာရဲ့ယာယီစစ်ဦးစီးချုပ်အလီတပ်တာပိုင်းကိုပစ်မှတ်ထားတဲ့စစ်စင်ရေးတစ်ခုလှုပ်ဆောင်ခဲ့ပါတယ်။အီရန်ကကြောထောက်နောက်ခံပေးထားတဲ့ဟစ်ဘိုလာတပ်ဖွဲ့ကလည်းနောက်ပိုင်းမှာတော့တပ်တာပိုင်းတေဆုံးခဲ့တဲ့တဲ့ရင်ကို အတီးပြုတ်ပါတယ်။ ဟစ်ဘိုလာတွေကတပ်တာပိုင်ကိုဂျီဟတ်လှုပ်ရှားမှုရဲ့အခမ်းအနားဆုံးခေါင်းဆောင်တအူအဖြစ်ရည်ညွှန်းခဲ့ကြတာပါလေကြောင်းတိုက်ခိုက်မှုကြောင့်အဆောက်အအုံတစ်ခုပျက်စီးခဲ့ပြီးလူ9ဦးလောက်သေဆုံးခဲ့ကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်အဲ့ဒီအဆောက်အအုံပြန်နာမှာရက်ရင်ဟစ်ဘိုလာအရာရှိတအူဖြစ်တဲ့မာမုဒ်အိုမာတီကအစ္စရေးဟာလုံလုံကဲကဲစီးကြော်လိုက်တာ ဖြစ်တယ်လို့ဆွဆွဲသွားပါတယ်ဒီလောက်ရက်အတွက်အစ္စရေးကိုဘယ်လိုတုံ့ပြန်မလဲဆိုတာ Hezbollah ကောင်းဆောင်တွေကပြန်လည်ညှိနှိုင်းသုံးသပ်သွားမယ်လို့သူကပြောပါတယ် လက်ဗနွန်ကျမ်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတော့အစ္စရေးတက်ခတ်မှုကြောင့်၅ဦးသေပြီး28ဦးထပ်မံဒဏ်ရာရခဲ့တယ်လို့အထက်တချို့မြင့်တဲ့အဆောက်အုံလည်းအတော်လေးပျက်စီးခဲ့တယ်လို့သိရပါတယ်။တပ်တပိုင်းဟာ Hezbollah ရဲ့ဩဇာကြီးမားတဲ့စစ်ဦးစီးတအူးဖြစ်ပါတယ်။2016မှာအမေရိကန်ကသူ့ကိုရေးယူပိတ်ဆို့နမေပြက်စရင်သွင်းခဲ့ပြီးဒေါ်လာ၅သန်းစုကြီးထုတ်ထားပါတယ်။လေကြောင်းတိုက်ခိုက်မှုအပြီးမကြခင်မှာပဲအစ္စရေးဝန်ကြီးချုပ်ကရုံမြင့်တန်ကြားက30မိန့်ခွန်းပြောရမှာ။ အစ္စရေးအနေနဲ့ဟစ်ဘိုလာတွေကိုအင်အားပြလဲစူးစီးတာမျိုးလုံးဝဖြစ်ခွင့်ပေးမှာမဟုတ်ကြောင်းသတိပေးခဲ့တယ်လို့ဟစ်ဘိုလာတွေစီကလက်နက်အပီးတံဖြုတ်ယူသိမ်းဆီးမဲ့သဘောတူညီချက်ကိုလက်ဗနုံအစိုးရကထိထိရောက်ရောက်အကောင့်ထဲဖော်ဖို့မျှော်လင့်ကြောင်းလဲဖော်ပြထားပါတယ်ရှင်။ယူကရိန်းငြိမ်းချမ်းရေးကိစ္စအမေရိကန်ဦးဆောင်ပြီးဂျာဝင်ဆွေးနွေးမှုမှာအရန်ထင်ရှားမြင်သားတဲ့တိုးတက်မှုတွေရနေပြီလို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီရိုကပြောကြားခဲ့ပါတယ်။ ရုရှားနဲ့ယူကရိန်းကြားက၄နှစ်နီးပါးကြာမြင့်လာတဲ့စစ်ပွဲကိုရပ်တန့်စေဖို့အတွက်အမေရိကန်ကတင်ပြထားတဲ့အဆိုမူကြမ်းကိုဆွေးနွေးရမှာအများကြီးအခြေအနေကောင်းမွန်နေတယ်လို့သူကဆိုပါတယ်။ဒါပေမဲ့အပီးသက်ဖို့အတွက်တော့အဆင့်တချို့ကျန်နေသေးတယ်လို့ရူဘီရိုကဆိုပါတယ်။သူဟာယူကရိန်းနဲ့ဥရောပနိုင်ငံတွေရဲ့စေစံညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့တွေနဲ့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာနိုဝင်ဘာ23ရက်နေ့ကတွေ့ဆုံခဲ့တဲ့နောက်အခုလိုပြောကြားခဲ့တာပါ။ယူကရိန်းနဲ့ဥရောပမဟာမိတ်နိုင်ငံတွေက ထရမ့်ရဲ့စစ်ရဲဆဲရေးအဆိုပြုချက်တွေပေါက်ကြားခဲ့တဲ့ကိစ္စကိုစိုးရိမ်ကြောင်းလဲဆွေးနွေးပွဲမှာထည့်သွင်းအသိပေးခဲ့ပါတယ်။ဒီအခြေအနေတွေမှာရုရှားကိုအသာစီးရစေတဲ့သဘောမျိုးတွေဖြစ်လာနိုင်ပြီးရုရှားသမ္မတဗလာဒီမီယာပူတင်ကလည်းအဲဒီအဆိုပြုချက်တွေကိုအခြေခံအားဖြင့်ကြိုးစိုးလက်ခံပေးနိုင်တယ်လို့ထုတ်ပြောထားပါတယ်။ရူဘီရိုကတော့ဂျနီဗာကိုရောက်ခဲ့တဲ့အမေရိကန်ရဲ့ညှိနှိုင်းရေးအဖွဲ့အတွက်အရန်စိတ်ကျေနပ်စရာနေ့တစ်နေ့ကိုဖြတ်သန်းခွင့်ရခဲ့တယ်လို့သတင်းထောက်တွေကိုပြောပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာအမေရိကန်အဓိကထားချင်းကပ်ခဲ့တာကတော့ Trump ရဲ့အဆိုပြုချက်28ခုတွေကပြောင်းလဲပြင်လဲဖြစ်နိုင်တဲ့အချက်တွေကိုနှစ်ဖက်အမြင်ကွဲပြားမှုအကြီးအမားဆုံးအထိရှော့ချနိုင်စေဖို့ဖြစ်တယ်လို့သူကဆိုပါတယ်။ဒါပေမဲ့နောက်ဆုံးအဆင့်သဘောတူညီမှုတွေအတွက်တော့ယူကရိန်းနဲ့အမေရိကန်သမ္မတတွေဆက်ပြီးညှိနှိုင်းရအောင်မှဖြစ်ကြောင်းအဲ့ဒီနောက်မှသာရုရှားစီကိုအကြောင်းပြန်မှဖြစ်ကြောင်းရူဘီရိုကရှင်းပြခဲ့ပါတယ်။ညပိုင်းမှာတော့အမေရိကန်နဲ့ယူကရိန်းတို့ကပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရမှာ မူလကသတ်မှတ်ချက်တွေကိုအစ်စ်ပြန်ပြင်ထားတဲ့အဆိုတရက်ညှိနှိုင်းအစဉ်ပြေထားပြီးဖြစ်ကြောင်းရုရှားစီပို့မဲ့နောက်ဆုံးအပိသက်ကမ်းလှမ်းချက်တွေကိုမကြခင်ရက်ပိုင်းအတွင်း PC အောင်စ조사နေကြောင်းပါရှိပါတယ်။ဘယ်အချက်တွေကိုပြန်ပြင်ဖို့အမေရိကန်နဲ့ယူကရိန်းတို့ညှိနေတယ်လဲဆိုတာတော့မသိရသေးပါဘူး။ Trump ရဲ့ကနအူးအဆိုပြုချက်28ခုထဲမှာတော့ယူကရိန်းကကျေပြန့်တဲ့နယ်မြေတွေကိုလက်လွတ်ဆုံးရှုံးခံဖို့ NATO စစ်မဟာမိတ်အဖွဲ့တွေဝင်ရောက်ခွင့်ကိုလက်လျှော့ဖို့ စစ်အင်အားကို6သိန်းထက်မပိုဘဲကန့်သတ်ထားရှိဖို့စတာတွေပါဝင်ခဲ့ပါရရှင်။ဆက်ပြီးတော့ပြည်တွင်းသတင်းတွေကို နားဆင်ရမှာပါ။စကိုင်းတိုင်းခင်ဦးမြို့နယ်မှာစစ်တပ်နဲ့တင်ကန်းဝုတ်ဝါသဝရဲ့ပြူစောထီတွေပူးပေါင်းထားတဲ့စစ်ကြောင်းဖွဲ့စည်းပုံပြတ်တဲ့အထိတိုက်ခိုက်ရကြောင်းသိရပါတယ်။သေဆုံးသူများပြီးလက်နက်တွေလည်းအများအပြားသိမ်းဆည်းရရှိတယ်လို့ဒေသခံစစ်ရေးသတင်းချင်းမြစ်တွေကပြောပါတယ်။နိုဝင်ဘာ23ရက်မနေ့ကမနက်ပိုင်းမှာ ခင်ဦးမြို့နယ်မုံလှရွာကနေကလုံရွာဘက်စီစစ်ကြောင်းထိုးလာတဲ့အင်အား300ဝန်းကျင်ပါစစ်ကောင်စီတပ်ကိုကာကွယ်ရေးတပ်တွေကဂျားဖြတ်တိုက်ခိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။ကံဘလူကနေလာတဲ့စစ်ကြောင်းဖြစ်ပြီးအများအပြားသေဆုံးတယ်လို့တနက်အလက်80လောက်သိရတယ်လို့ကံဘလူခရိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက People Spring ကိုပြောတာပါ။စစ်ကြောင်းဖွဲ့စည်းပုံပြတ်တဲ့အထိဖြစ်သွားတယ်လို့သူကဆက်ပြောပါတယ်။စစ်အုပ်စုအထိနာခဲ့တာကြောင့်မနေ့ကညနေပိုင်းမှာ Jet Fighter နဲ့ပစ်ခတ်ခဲ့တယ်လို့ တခြားတော်လှန်ရေးတပ်ဖွဲ့ဝင်တအူးကလည်းပြောပါတယ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အထိခိုက်မရှိဘူးလို့ကနအူးသိရတာပါတော်လှန်ရေးအင်အားစုတွေနဲ့စစ်တပ်ပြူပူးပေါင်းစစ်ကြောင်းရဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကအထိနာခဲ့ပြီးသေဆုံးသူတွေဒဏ်ရာရသူတွေများတယ်လို့လည်းခေဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကအတည်ပြုထားပါတယ်စစ်တပ်ဝါဒဖြန့်သူတွေကခင်ဦးမြို့နယ်ကလုံရွာအနီးတိုက်ပွဲဖြစ်နေပြီးကံဘလူတောင်ချမ်းနဲ့ခင်ဦးနယ်မှာအင်အားထပ်ဖြည့်ထားတယ်လို့ မနေ့က Telegram Channel တွေမှာရေးသားကြပါတယ်။ဒေတာတွင်တော်လှန်ရေးသတင်းတွေကိုဖော်ပြနေတဲ့ Insanity Group Facebook စာမျက်နှာကလည်းဝါသဝစစ်ကြောင်းကခင်ဦးမျိုးနဲ့အထိအလှူတန်းရက်ရောနေတယ်လို့ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ November 12ရက်ကကမ်ဘလူးမျိုးနဲ့ကာဘိုးရွာကနေရင်းတက်ရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့တမ33လက်အောက်ခံတရင်တွေနဲ့ပြူစောတိအင်အား102ဦးပါစစ်ကောင်စီတပ်ကြားဖြတ်တိုက်ခိုက်ရပြီးအရှင်15ဦးနဲ့တေဆုံးသူ90ဝန်းကျင်ရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်။ဒီလဆန်းကဆလို့ကံဘလူခင်ဦးအဆက်ကိုစစ်တပ်နဲ့နေမြေကန်ပြူစောတီပူးပေါင်းပြီးအင်အား300ဝန်းကျင်နဲ့ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။စစ်အုပ်စုကအဲ့ဒီဒေသတွေကိုလမ်းပန်းဆက်သွယ်ရေးအရာရောနေမြေပြန်စိုးမိုးရေးအတွက်ပါလှုပ်ဆောင်နေတာဖြစ်တယ်လို့စကိုင်းအထက်ပိုင်းစစ်ရေးသတင်းရင်းမြစ်တချို့ကသုံးသပ်ထားပါတယ်ရှင်။စကိုင်းတိုင်းတစယ်မြို့နယ်ကန်ထူးမရွာကိုစစ်တပ်ဘုံကျဲခဲ့တာကြောင့်ကားဘော်ဒီယုံကအလုသမား6ဦးသေဆုံးပြီး၄ဦးထဏ်ရာရခဲ့တယ်လို့ ဒဇယ်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလဖတာဝန်ခံကပြောပါတယ်။နိုဝင်ဘာ24ရက်ဒီနေ့မနက်အစောတနားရီဝန်းကျင်မှာတတအူးလေတပ်ကတက်လာတဲ့ Jet Fighter နဲ့ကန်ထူးမရွာတိုက်နယ်စေယုံအဟောင်းနေရာကိုပုံကျဲခဲ့တာလို့စုံစမ်းသိရပါတယ်။စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စေယုံနဲ့စေယုံတောင်ဘက်ကကားဘော်ဒီယုံတဲ့ကိုဘုံတွေကျခဲ့တာပါ။စေယုံကအဆောက်အဦပျက်စီးခဲ့တယ်လို့ကားအလုံယုံကအလုံသမား၄ဦးကားလာပြည်သူ၂ဦးစုစုပေါင်း၆ဦးသေဆုံးပြီး နောက်ထပ်၄ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ကနအူးသတင်းရရှိပါရယ်။သေဆုံးသူတွေထဲမှာ အသက်၁၆ဆက်ခွန်အရွယ်တွေပါဝင်တယ်လို့သိရတာပါ။ဒဏ်ရာရရှိသူ၄ဦးကလည်းကားဘော်ဒီယုံကဖြစ်ပါရယ်။ဒဇယ်မြို့နယ်ပါလာဖာတာဝန်ခံကတော့စစ်တပ်ဟာဆေးရုံကိုဘုံလာကျဲတာလို့ယူဆပြီးအဲ့ဒီဆေးရုံဟာတော်လှန်ရေးအစပိုင်းကလေးကပိတ်ထားတာလို့ပြောပါရယ်။ဒဇယ်မြို့အနောက်ဘက်မှာရှိတဲ့ကန်ထူးမရွာဟာလူစီကားတဲ့ကျေးရွာဖြစ်ပါရယ်။စက်တင်ဘာလကလည်းစစ်တပ်ကရွာလဲကောင်ကို၄ချောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုဝန်တဲ့အပါဝင်ပြည်သူ၁၁အထိသိဆုံးခဲ့ပါတယ်ရှင်။ People Spring ရဲ့နေလေကင်းဒီနောက်ဆုံးရထားတဲ့သတင်းတွေကိုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။